တရုတ်နိုင်ငံဟာကမ္ဘာပေါ်မှာအရှိဆုံးတရားတန့်ရန်ခွန်ရှံတရားကြီးရှိသလိုကမ္ဘာအရှိဆုံးပင်လယ်ဖြတ်တရားကြီးဟောင်ကောင်ကျူးဟိုင်မကာအိုတရားနဲ့တောင်ကိုဆိုင်းထားတဲ့ကမ္ဘာအရှိဆုံးကျူးတရားဂျင်းအန်ဂျင်းဆာမြစ်ကူတရားလည်းရှိပါတယ်။အခုပြောပြမယ်ကမ္ဘာပေါ်မှာအရှိဆုံးတရားတန့်ရန်ခွန်ရှံတရားကြီးကတော့တိတိကျကျပြောရရင်အရှိတရားနှစ်တသမ၄မိုင်ကျော်ရှည်လျားပြီးပေကျင်းရှန်ဟိုင်အမြင်ရထားလမ်းပေါ်မှာတည်ရှိပါတယ်။ဒီကနေ့မှာတော့မိုင်တရာကျော်ရှည်ပြီးကမ္ဘာအရှိဆုံးတရားအဖြစ်သတ်မှတ်ထားတဲ့ တရုတ်နိုင်ငံကတန့်ရန်ခွန်ရှန်မဟာသရာကြီးအကြောင်းကိုတင်ဆက်ပေးသွားမှာပါဒီသရာကြီးဟာ9မိုင်ကျော်ကျယ်တဲ့ရမ်းချင်ရေအိုင်အပြင်မြစ်ချောင်းတွေတူးမြောင်းတွေရေအိုင်တွေစိုက်ပျိုးမြေနဲ့စပားကင်းတွေပေါ်ကနေဖြတ်တန်းတိစောက်ထားတာပါသရာကမြေပြင်ကနေပေတရာမြင့်ပြီး အကြေအားဖြင့်ပြင်းပြပင်260ခန်းရှိပါတယ်။ရန်စီမြစ်ရဲ့တောင်ဘက်10ကီလိုမီတာကနေ80ကီလိုမီတာမိုင်အားဖြင့်ဆိုရင်9မိုင်မှမိုင်90အကွာဝေးမှာမြင့်တဲ့အပြိုင်တိဆောက်ခဲ့တာဖြစ်ပါတယ်။ရန်ချင်ရီအိုင်ကိုဖျက်တမ်းထားတဲ့အပိုင်းမှာတော့တရားထောက်တိုင်ပေါင်း200အသုံးပြုထားပြီးတန်ချိန်4သိန်း5000ရှိတဲ့တန်မဏိကျိုးတွေစိုင်းထားပါတယ်။ဒါအပြင်အဲ့ဒီရေကန်အပိုင်းမှာတရားအောက်ကသင်းမောတွေဖျက်တမ်းသွားလာနိုင်အောင်တရားရဲ့အမြင့်ကိုပေပေါင်း462ပေတိမြင့်တင်ထားပါတယ်။ ဒီတရားတိုင်တွေကိုတန်ချိန်3သိန်းလောက်အထိလေးတဲ့တင်မောတွေမတော်တဆတိုက်မိတာကိုခံနိုင်အောင်အထိတွက်ချက်တိစောက်ထားတာဖြစ်ပါတယ်။တရားဟာရှန်ဟိုင်းမြို့နဲ့ကျန်းစုပြည်နယ်ကနန်ကျင်းမြို့အကြားမှာတည်ရှိပြီးတော့တရုတ်နိုင်ငံရဲ့အကြီးကစီးပွားရေးရံဝန်တစ်ခုဖြစ်တဲ့ရန်စီမြို့ဝကျွန်းပေါ်ဒေသရဲ့တည်ယူပို့ဆောင်ရေးကိုပုံမတိုးတက်ကောင်းမွန်စေခဲ့ပါတယ်။ဒီတရားကိုလူဦးရေထူထပ်စွာနေထိုင်တဲ့ဒေသရဲ့မြောက်ဘက်အစွန်ပိုင်းမှာအနောက်ဘက်ကနေအရှေ့ဘက်ကိုတမ်းပြီးတိစောက်ထားတာပါ။တယန်းကနေစတင်ပြီးချန်ကျိုးဝူရှိနဲ့ စူးကျိုးတို့ကိုဖျက်တမ်းပြီးခွန်ရှမ်းမှာဆုံးပါတယ်။ဒီတရာကြီးပြီးစီးသွားတဲ့အတွက်အရင်က၄နာရီကြာသွားခဲ့ရတဲ့ခီးကိုအခုလက်ရှိမှာ၁နာရီကျော်ပဲသွားရပါတော့တယ်။တရာကို၂၀06ခုနှစ်မှာစတင်တိစောက်ခဲ့ပြီးတော့၂၀၁၀ပြည့်နှစ်မှာပြီးဆုံးခဲ့ပါတယ်။ကုန်ကြငွေအမေရိကန်ဒေါ်လာ၈.၅ဘီလီယံရှိပြီးတော့လုံသားအင်အား၁000ကျော်အသုံးပြုခဲ့ရပါတယ်။ဒီကုန်ကြစည်အရဆိုရင်၁ကီလိုမီတာတိုင်းမှာဒေါ်လာ၅၀တန်းကုန်ကြတဲ့သဘောပဲဖြစ်ပါတယ်။ ဒီတရားကိုခိမိနီးပညာတွေနဲ့ကျွမ်းကျင်မှုတွေအသုံးချတိစောက်ခဲ့ပြီးတော့မြင်းကလင်တန်းတိုက်ဖုံးမုံတိုင်းတန်းနဲ့တခြားသဘာဝဘေးအန္တရာယ်တွေကိုခံနိုင်အောင်ဒီဇိုင်းထုတ်ထားသလိုတပ်တန်းနှစ်ပေါင်း100ကျော်တာရှိကံမှုရည်မှန်းတိစောက်ခဲ့ကြပါတယ်။မိုင်း100ကျော်ရှေ့လျရတဲ့ဒီတရားကိုလင်းနှစ်အတွင်ပြီးစီအောင်တိစောက်ခဲ့တဲ့ဂုံတရင်ကြောင့်ကဘာလက်ခီးသွားတွေရဲ့အထူးစိတ်ဝင်စားမှုကိုရရှိခဲ့ပါတယ်။ဒါတင်မကတရုတ်နိုင်ငံရဲ့တိစောက်မှုနီးပညာနဲ့အင်ဂျင်နီယာတွေရဲ့အရေးချင်းကိုကဘာကိုပြသနိုင်ခဲ့တာကြောင့်လဲ။ ဒီကဘာအရှိန်ဆုံးတန့်ရန်ခွန်ရှံမဟာတရားကြီးအကြောင်းကိုတင်ဆက်ပေးလိုက်ရပါတယ်ခင်ဗျာဒီလိုစိတ်ဝင်စားစရာကောင်းတဲ့ဇလန်းအကြောင်းအရာတွေမှတ်သားစရာကောင်းတဲ့ဘုသူတာဖြစ်ပေါ်ရာတွေကိုတော့ဇလန်းရဲ့ podcast channel YouTube channel နဲ့ Facebook page တို့မှာနားဆင်လေ့လာနိုင်ပါတယ်ဗီဒီယိုအစ်တင်တိုင်းသိရအောင်ဇလန်းရဲ့ Facebook page ကို like and follow လုပ်ပြီး share ပေးသွားကြပါအောင်ခင်ဗျာဇလန်းကိုအားပေးကြတဲ့ပရိသတ်တယောက်ချင်းစီကိုလည်းကျေးဇူးအထူးပဲတင်ရှိပါတယ်ဇလန်းမှတင်ဆက်တယ်